အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ make sure ကเนาะကျွန်တော်တို့28ရက်ထဲမှာဖြစ်ပြီးတော့မှเนาะတော်တော်များများပြည့်စည်သလို7မိနစ်လောက်အကြာမှာเนาะကျွန်တော်သူ့ရဲ့ after shot ကထပ်ပြီးတော့ဖြစ်လာလို့ကြောင်း negotiate ပြီးသားအပြည့်စည်တွေထိခိုက်ကြတာတွေပေါ့เนาะ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 သူကထပ်ပြီးတော့မှာဟာတက်ရောက်လို့ကြောပိုးပြီးဆိုးသွားတော့လို့တော့ကြောင်းကျွန်တော်တို့အစာအုပ်တွေရောเนาะဒီလူအသက်တွေရောတော်လေးကိုပြည့်စည်တာတွေးရအောင်เนาะဒါအားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ ကျွန်တော်နိုင်ငံမှာဘာကြောင့်ငလင်းနေခဏခဏလှုပ်လဲဆိုတော့လည်းတော်မင်းများလူတွေကလည်းသိကြကြတယ်။နောက်တချို့လည်းပြောပြသွားပါပြီ။နော်ဖြစ်နိုင်တဲ့အချက်ကနှစ်ချက်ပဲရှိပါတယ်။ပထမတစ်ချက်ကတော့ကျွန်တော်တို့ဘုဘက်ကနော်အိန္ဒိယမြေလူချက်ကပြီးတော့ကျွန်တော်တို့နော်ဒီနော်ယူရေးရှားလို့ခေါ်တဲ့ယူရပအာရှမြေလူချက်ရဲ့အစီအပိုင်းတွေတခုပြတဲ့ကျွန်တော်တို့နော်ဘာမာမိုက်ခရိုပလက်နော်ပလက်လို့ခေါ်တာပေါ့နော်အဲ့တော့မြေလူချက်နဲ့ကိုအောက်ကနေပြီးတော့ဘေးဘေးကနေပြီးတော့တိုက်တာပေါ့နော်တိုက်တော့သူ့ရဲ့ PO တွေကတော့ကျွန်တော်တို့ဘာမာ မြေလူကျအောက်ကိုပေါ့နော်သူကစိုက်ဝင်သွားတော့ပေါ့နော်စိုက်ဝင်သွားတယ်အပေါ်ဘက်မှာတော့သူကတော့ထိတ်တိုက်တွေ့တယ်ပေါ့နော်ဒါကြောင့်ဟီမီလီယာကိုဖြစ်လာတယ်အဲ့ဒါချက်ကြောင့်သူ့ကြောင့်လည်းပဲသူ့ရဲ့တွန်းတဲ့ဓာတ်ရချင်းကြောင့်ပဲတနှစ်ကိုဖျက်ပြအဖြစ်3.5 cm ပါရရွေ့တယ်ပေါ့တချို့ဆရာနေမှာတော့ပိုင်းထွက်လာမှာ6 cm 6 cm လောက်ထိသွားတယ်လို့ပြောတယ်ဒါကနောက်တစ်ချက်နောက်တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ဒီအဲ public pin level မှာရှိနေတဲ့ ဖြန့်ကျက်စုံပေါ့အဲ့ဒီဖြန့်ကျက်စုံဝင်လို့ပြီးတော့မှတွန်းနေတဲ့အပေါ်တွန်းနဲ့တွန်းအောင်ပေါ့နော်အဲသူကလည်းပဲပါလို့လဲဆိုတော့ဒုတိယချက်ဒါကိုတက်လို့စေပြောသွားတဲ့ထက်မှလည်းဒီဥစ္စာပြပါထားပြီးပါပြီဒါတော့ဒီနှစ်ခုကြောင့်နော်အဲသူတို့နှစ်ခေနှစ်ဝက်လှုပ်ဆောင်တဲ့ကြောင့်ကျွန်တော်တို့ချင်းမလှနေမကြခလားခံစားနေရတာနော်ဆိုတော့ဒီမှာဒီကောင်းပေါ့နော်ဒီဘက်ကနော်အင်ဒီယန်ပလေးကတိုက်နေတယ်ဒီဘက်ကကျွန်တော်တို့ spreading center ပေါ့နော် ဒီကောင်လေးပြီးတော့သူကသွားလိုက်သွားလိုက်လို့ကြောင့်ဒီကောင်လေးကမြင့်မိလို့နော်ဟော့ဟော့စ်ဘေးလ်ဆိုပြီးတော့လည်းနာမည်ပေးထားကြတယ်ဆိုတော့အဲ့ဒါကြောင့်ပါနော်အဲတချို့ paper လေးတွေမှာတွေ့နေတယ်ဘာကြောင့်နော်မြို့ဘာကျုံမော်ရခိုင်ရိုးမာဒီကိုေးသွားတယ်လေဆိုနော်အဲအဲ့ဒီဥစ္စာကိုဒီဥစ္စာနဲ့ဖြည့်ချင်းနဲ့စာတမ်းတွေလည်းကျွန်တော်ဖတ်လိုက်ရတယ်ပေါ့နော်အဲ့တော့ဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့စကိုင်းဖော့တစ်လျှောက်မှာရှိနေတယ်เนาะ geology ပေါ့เนาะဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ညာဘက်ချမ်းမှာ तू ကမတူတော့ဘူးလေနော်ဘာမြန်မာပလိတ်ကဟုတ်တန်လျာနဲ့ပြီးတော့နော်အာရွေ့လာပြီးတော့မှလာတဲ့အတွက်ကြောင့်သူ့ရဲ့ lithology ကြောက်သားတွေဟာညာဘက်ချမ်းမှာကြည့်မယ်ဆိုရင်မာကြောက်တဲ့ hard rock တွေရှိပြီးတော့မှဘယ်ဘက်ချမ်းမှာဆိုရင်တော့ soft rock တွေတော့မျိုးမာတယ်ဒါပေမဲ့တောက်လျှောက်ခြုံကြည့်လိုက်မယ်ဆိုတော့သူဖြတ်တန်းလာတဲ့နေရာအားလုံးကတော့ soft rock တွေမှာတော့မျိုးမပါနေတော့ကျွန်တော်တွေ့ရမှာနော်ဆိုတော့အဲ့တော့သူပဲဖြတ်တန်းသွားတယ်ဒီမှာဒီကျွန်တော်တို့ဒီ lithology တက်ကလေးနဲ့ဒီမှာကျွန်တော်တင်ပြထားပါတယ်နော်နော် ပြူကြောင်းလည်းပဲအဲ့ဒါမှကျွန်တော်တို့ပါဖြစ်လို့ဆိုလို့ရှိရင်เนาะဟုတ်လားเนาะတော်တော်များများ offset တွေเนาะဒီကန်တစ်ချောင်းမှာတွေ့ရเนาะဆိုတော့ကျွန်တော်တို့လက်เนาะပြီးစင်းဖို့ဆိုရင်ကျွန်တော်တို့ကလိုအပ်တဲ့เนาะเนาะ document တွေစုဆောင်ပါတယ်ပထမဆုံးကျွန်တော်တို့เนาะဟုတ်လားဒီမှာစုခတ်သွားတဲ့ဉာဏ်ကြောတစ်ချောင်းမှာရှိနေတဲ့အောက်ခံပြီးอ่ะเนาะဟုတ်လားပြတုံခံမှုတွေဘယ်လောက်ရှိနေပြီလဲเนาะဆက်ပြီးရှိသေးလားနည်းသွားပြီလားဆိုတော့သိအောင်ကျွန်တော်တို့ ဖူပန်ကုမ္ပဏီရလည်းပြီးတော့ micro tremor sims နော်ဆက်ကလေးကိုသူတို့လည်းနော်ပူပေါင်းပြီးတော့တိုက်တာလုပ်ပါတယ်နောက်တစ်ခါ data map ပို့ GPS ပါသွားပါတယ် geology compass ပါတယ်နောက် measuring meter ယူသွားတယ် satellite image တွေကျွန်တော်ယူသွားတယ်နော်နောက်ပြီးတော့လည်းမှကျွန်တော် structural map တွေနောက်အထူးသဖြင့်တော့နော်ကျွန်တော်တို့အဓိကခံရတဲ့နော်သကိုင်းမန္တလေးနဲ့နေပြည်တော်ရဲ့ geological map တွေကိုလည်းသိချာယူသွားတယ်အဲ့တော့အဲ့ဒီ geological map တွေမှာပြထားတဲ့အတိုင်းပဲနော်ဒီနေ့ failure တွေကတော်မြင့်မှဖြစ်တော့ဘူးလေနော်ဆိုတော့ဘာပဲပြောပြောနောက်ထပ် development တွေလုပ်မယ်ဆိုရင်တော့ဒါလေးတွေကိုတော့နည်းနည်းလေးကျွန်တော်တို့ view site တင်ပါလိမ့်မယ်နော်နောက်တစ်ခါကျွန်တော်တို့နော်ဒီမှာရှိနေတော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့ဒီနော် top map ကိုကျွန်တော်ကဒီကထားပြီးတော့မှနော်စပြီးထွက်တဲ့ကွာကျွန်တော်တို့နော်ဟဲ့လားဘယ် point တွေဘယ် point တွေကျွန်တော်တိုက်မယ်ဆိုပြီးတော့မှနော်ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင် point တွေချတဲ့ ချလိုက်ပြီးတော့အဲ့ဒီ point အတိုင်းပဲသခိုင်းဖို့တဲ့တယ်မှာတကယ်ပဲပြေလွားတွေရှိသလားနည်းနည်းလွဲနေသလားစသဖြင့်ပေါ့နော်ပြီးအောင်ဆိုပြီးသွားရပေါ့နော်ကျွန်တော်အားလုံးဒီအတိုင်းပဲသခိုင်းဖို့ဆိုဆောက်ကလေးပေါ်မှာနော်လမ်းကြောင်းလေးတစ်ကြောင်းဆွဲပြလိုက်တဲ့ဒါသခိုင်းဖို့တကယ်တမ်းကျသခိုင်းဖို့ကသူ့မှာနော် display တွေကအများကြီးနော်တွေ့ပဲဖြစ်ပေါ်နေတဲ့အကြောင်းတွေကအများကြီးပဲနော်တကယ်တမ်းကျအဲ့ဒါသာကြိုတင်သိမယ်ဆိုရင်ဒီနေ့နော်နေပြီးတော့ဆိုတော့ဖော်ပေါ်လာမှလည်းမဟုတ်ပါဘူးနော်ဒါလို့ဆိုရင်နော်ဒါတကယ်လို့သာပေါ့ဒီဥစ္စာသူကြိုတင်သိခဲ့မယ်ဆိုရင်ပေါ့နော်အဲ့တော့ ဘာခုနကကျွန်တော်ပြောတယ်နော်ခလာကြီးနော်တက်တိုးနဲ့နှစ်ခွေလှူရှားမှုပေါ့နော်ဆိုတော့ကျွန်တော်ပထမအဦးစပြီးဒီကနေ့ထွက်သွားတယ်ထွက်သွားပြီးအမြန်လိုက်တိုင်းသွားလဲပြီးတော့ကျွန်တော်တို့စကိုင်းပေါ်ဖြတ်သွားတယ်ဖရာကြီးမြို့ဟောင်းကိုစပြီးဝင်နေဝင်လဲပြီးတော့အဲ့တော့မှကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နော်ဟလာဒီဖော်လိုက်ဖြတ်သွားတဲ့ point ဒီပေါ့နော်အဲ့တော့မှကျွန်တော်ပြီးကြည့်တယ်ကြည့်တော့ငကိုတော့ရှိပြီးသား feature တွေတွေ့ပြီးတယ်တွေ့တဲ့အတွက်ကြောင့်အစ်စ်ပေါ်လာတာမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ effect ကဒီတော့မရောက်ဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့နော်သူတို့ကျွန်တော်ဒီဘက်က acquisition company ရဲ့ set တွေမှာတော့သူ့ထဲမှာ လှုပ်ရှားနေတယ်ဆိုတော့ပြတာဒီလိုပြောထားပါတယ်နော်ဒါတော့ကျွန်တော်ကမျက်မြင်အနေထားအရာဆုံးဖြတ်ရတာဟုတ်အဲ့ဒါမှလည်းကျွန်တော်တို့ထီမော့ဆက်နဲ့တိုင်းလိုက်တယ်တိုင်းနဲ့ရလာတဲ့နော်အကြောင်းအရာကိုတော့နောက်ထပ်ကျွန်တော်ပြီးလို့ရှင်ပြောမယ့် speaker နော်ဒေါက်တာစုစုတီသူကတင်နော်တင်ပြပါလိမ့်မယ်ဘာလို့ကျွန်တော်တို့သွားတဲ့ဖွဲ့မှာနှစ်ယောက်ကနော်ပြောမှောက်ဆိုတော့ ဆိုတော့အဲ့ဒီကနေပြီးကျွန်တော်ထွက်လာအမှကြည့်မယ်ဆိုလို့ရှင်တဲ့ for line ကကျွန်တော် Japan for line မှာဒီလိုမှ associate line တွေရှိမှာဒါကိုကျွန်တော်တို့ကနော်ဟုတ်လား for မဟုတ်ပါဘူး fracture ပါလို့ပြောယူလို့ရအောင်လည်းပဲကျွန်တော် for ရဲ့ definition က displacement ရှိရင်ကျွန်တော် for လို့ပဲပြောတာပဲနော် displacement မရှိဘူးဆိုတော့သွားပါဒါပေမဲ့ engineering ကတော့အားလုံးကတော့ကျွန်တော်သိရတယ်ဒါပေမဲ့ engineering လည်းသိတယ် all နော်ဟုတ်လားဒီ joints are called နော် discontinuity ဆိုပြီးတော့ပြောထားပြီးသားအဲ့တော့ engineering term ကတော့ discontinuity လို့ပဲကျွန်တော်ပြောမှာပေါ့နော် ဆိုတော့ကเนาะကျွန်တော်တို့ကတောက်လျှောက်လိုက်လာတယ်လိုက်လာပြီးတော့မှကောင်တိုင်တောင်လို့တက်လာတယ်အဲ့တော့ minus 94 95 105ဆက်ပြင်အဲ့ဒီဒီရောက်လာတယ်နောက်106ရောက်လာတဲ့အချိန်မှာကာလန်ဘီမှာကာလန်က complete ပေါ်မှာ fracture လေးတွေနည်းနည်းရှိအောင်လို့ရှိတယ်ဒါပေမဲ့106မိုင်မှာဆက်ပြီးတော့เนาะဘေးမှာလမ်းကိုကာပစ်ထားတဲ့ပီလာလေးတွေတုံတုံလေးနေတယ်သူ့အောက်မှာအဲကွဲကြောင့်ပေါ်လာနောက်ပြန်တော့113မိုင်မှာတော့ကျွန်တော်ဒရာဘာထိခိုက်တာတွေ့ရတယ်เนาะဆိုတော့အောက်မှာ เนาะကျွန်တော်အကွဲကြောင့်နေလဲအမှကျွန်တော်တွေ့တွေ့ခဲ့ပါတယ်เนาะဆိုတော့ဒီမှာပြီးပြီးပြီးတော့တိုင်တယ်เนาะအများလမ်းကဒီလိုသွားနေပြီး online ကဒီလိုအဲ့တော့ဒီ effect ကဒီဘက်ကလာရောက်တယ်ဆိုတော့အကြောင်းခုနလည်းအားလုံးကပြောပြပြီးเนาะအားလုံးကเนาะ unilateral เนาะ compression နဲ့အရှိတ်ပတ်ချံပူခံရတယ်ဆိုတော့เนาะဆိုတော့အဲ့ဒါနဲ့เนาะအဲ့ဒါကျွန်တော်တော်ကเนาะဒုဗဲတယောက်ကဆရာတဲ့ USDS ကเนาะ fracture zone နေတင်တော့မှားနေတယ် เนาะဒီဘက်မှာတင်ရမှာဟိုဘက်တော့တက်လို့ဆိုတော့ UHF တော့ဘယ်လိုလုပ်မှာမလဲဘောเนาะဆိုတော့သူတင်သူ့ရဲ့တွေ့ရှိတဲ့နဲ့ theory နဲ့ကျွန်တော်ကိုင်စင်ကပ်ချက်တာနဲ့ kait ပါเนาะနောက်တစ်ခါကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်တို့เนาะ carbon bridge ပေါ့เนาะဆိုတော့အဲ့ဒီမှာသူရဲ့ရေသွဲမြောင်းလေးလည်းရှိတယ်ကျွန်တော်ကျွန်တော်တို့အဲ့ဒီမှာတော့ကြည့်တဲ့အခါမှာသူမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့เนาะတော်တော်များများเนาะ fracture တွေကွင်းနေတယ်နောက်ဒရာရဲ့เนาะကျွန်တော်ချင်းကလန်းနေသူရဲ့ retaining wall တွေတော်တော်များများမှာပျက်စီးနေတယ်အဲ့တော့ သူလည်းပဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်လားနော်ဟုတ်ပါဘူး။ဟိုင်းဘက်ပေါ်မှာတိတ်မကြသေးဘူးနော်။ဆိုတော့တကယ်တမ်းကြာအဲ့ဒီအချိန်သွားဖို့ပဲနော်။ဒါပေမဲ့နော်တားတဲ့လူတွေရှိတယ်နော်။ဘယ်လိုစိတ်မချအောင်ဆိုတော့နော်ကျွန်တော်လည်းသတိထားတာပေါ့နော်။ဆိုတော့နောက်တစ်ခါကျွန်တော်တို့ဘယ်ရောက်သွားလဲဆိုလို့ရှိရင်ကျွန်တော်နော်ဒီမွေးရှံကုန်းဖုန်ကြီးကြောင်းရောက်သွားတယ်။အဲ့ဒါမှဆိုရင်စတင်ပြီးတော့ကျွန်တော်တို့ online တခြား liquefaction တွေတွေ့နေတယ်။အဲ့ဒါမှလက်တွေတအားတော့ကျွန်တော်တို့သွားတဲ့အချိန်မှာလည်းထွက်နေတော့မရှိတော့ဘူးပေါ့နော်။ တော့ဒီမှာလည်းပဲကျွန်တော်ကုန်လုံးဒါလေးတန်တန်ဒီမှာလည်းပဲကျွန်တော် point ချပါမယ်เนาะဆိုတော့ဒီတော့เนาะဘာလို့ရလဲဆိုလို့ရှိရင်เนาะတကယ် main line သွားနေတဲ့ကောင်းနေရှိတယ်သူ့ရဲ့အဆုတ်ဈေးလည်းရှိတဲ့ပြောကြောင်းเนาะဆိုတော့နောက်ပိုင်းထွက်တဲ့မျိုးကိုကျွန်တော်ထည့်ပါတယ်ဒီကောက်ကိုသူ set ဆွဲပြည်နေเนาะ နောက်တစ်ခါကျွန်တော်ဆက်သွားလိုက်တဲ့ခါမှာဘယ်ရောက်သွားလဲဆိုလို့ရှိရင်เนาะကျွန်တော်လေးစိမ်းနာရောက်သွားတယ်เนาะအဲ့တော့လေးစိမ်းနာမှာရှိတယ်အဲ့တော့ကျွန်တော် display မှာ offset ကိုတိုင်တယ်အဲ့တော့ဒီမှာတော့2.25 meter လောက်ရှိနေတော့တွေ့ရတယ်เนาะဒါတွေလည်းရှိမှာ tournament တင်ပြလို့တွေ့ကြအောင်เนาะဟိုကျွန်တော်နာမည်သွားလိုက်ပါမယ်နောက်တစ်ခါကျွန်တော်တို့ဘယ်ရောက်သွားလဲဆိုလို့ရှိရင်เนาะကျွန်တော် new village ပေါ့နေပြီးတော့မှာเนาะအဲ့တော့မှာဆိုလို့ရှိရင်လည်းကျွန်တော်တိုင်တယ်เนาะ အဲ့တော့အပေါ်မှာကွန်ကရစ်ကတော့တည်တာပြီမဲ့နော် swipe မှာကြာတော့လဲနော်ပိုးပြီးတည်ချောင်းကျွန်တော် swipe ပေါ်ဟုတ်ပဲအဓိကတော့တိုင်းတဲ့ခါမှာလည်းနော် offset က2.5 meter ရှိတယ်အဲ့တော့မှလည်းကျွန်တော်တို့ primo နော်ကျွန်တော်မှတ်တမ်းယူခဲ့ပါတယ် macro primo နော်ဒီမှာလည်းကြည့်မယ်ဆိုလို့ရှိရင် fort တဲ့မှာကျွန်တော်ပွက်မယ်နော်သွားတော့တွေ့ရဆိုတော့ဒီနေရာဒီမှာကြာတော့ GPS သုံးလို့ရတယ်နည်းနည်းအထည့်ရောက်လာပြီဆိုရင်ကျွန်တော် GPS ကလုံးဝသုံးလို့မရတော့ဘူးနော်အဲ့တော့တော်တော်များများဒီမှာနော်သူတို့ရဲ့လုံခြုံရေးဟိုရှိတယ်လို့ပြောပါတယ် နောက်တစ်ခါကျွန်တော်ဆက်ပြီးတိုင်တဲ့ခါမှာเนาะဟလာအရင်လို village လို့ခေါ်တဲ့ဒါเนาะဆိုတော့အဲ့ဒီမှာလည်းကျွန်တော်တို့เนาะ offset တွေ့ရတယ်เนาะဒီမှာတော့နေသွားပြီ0.78ဆိုတော့နောက်ပြီးလောက်ပဲရှိမှာပေါ့เนาะဒါလည်းပဲအမျိုး village ကခုနလိုပဲ for bank ပေါ်မှာကျွန်တော်တဲ့တဲ့ကြာနေတော့တွေ့ရတယ်เนาะနောက်တစ်ခါကျွန်တော်ဆက်သွားတဲ့ခါမှာเนาะမြေပြ village ပေါ့เนาะဆိုတော့အဲ့ဒီမှာကเนาะတကယ် main point ပေါ့เนาะဒီဒီ store ရဲ့ ပိတ်လိုက်ပေါ့နော်ဆိုတော့သူပါလည်းပဲနော်ဟုတ်လားသူတို့ရဲ့ဟို preparation ကပျော်လိုက်ပေါ်လိုက်ပျောက်လိုက်မှာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ပြန်ပေါ်လာပြီပေါ့နော်ပြန်ပေါ်လာလဲပြီးတော့တော့မှတော်တော်လေးကိုကျွန်တော်တို့နော်ဟုတ်လားအကွက်ကြောင့်နေ pressure တွေနောက်ကလည်း move track တွေကကြွတ်တက်နေတာလေအများဆုံးတွေ့ရတယ်နော်ဆိုတော့နော်အဲ့ဒါမှဆိုလို့ကျွန်တော်ဘာဘာတွေ့ရလဲဆိုလို့ရှိရင်နော်ရေတွေဘာထွက်နေတော့ကျွန်တော်တော့ကျွန်တော်မမေ့ခင်လူတွေမမေ့ခင်ဒီနေရာကเนาะကျွန်တော်ဖော့ဟိုမှာ theory မှာရှိတယ်เนาะသူက new spring တွေပေါ်လာနိုင်တယ်ပေါ့เนาะကျွန်တော်များ new spring လာဆိုပါ냐ပေါ့เนาะရေးတော့မလို့တော့မှအဲ့ဒီနာကဈေးဆိုင်နဲ့ထွက်လာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့စီပင်ကပိုက်ပေါက်သွားလို့ရေးထွက်လာတယ်ဆိုပြောတာပေါ့เนาะတော့တော့သိတာပေါ့ interpretation မပါဘူးเนาะဟာဒါတော့ခုနကအမိကရိုက်ထားတာပေါ့နော်ဒေါက်လျှောက်ကိုတခါတည်းအဲ့မှာနော်မိုးထွက်တရားတော့ဟာလာတွေ့ရတယ်သူက theory တိုင်းပဲအကုန်လုံး꿰နေတာလေကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့နောက်တစ်ခါကျွန်တော်ဆက်ပြီးသွားတဲ့ခါမှာနော်ကလေးစိတ်ယုံပေါ့ နော် glycine solution လဲအဲ့တော့မှဆိုရင်နော်ဟုတ်လားနော်မိပြီးတော့နော်ဆေးကရိုလေးကိုအတက်ပို့ကောင်းတယ်ဟုတ်လား line လေးပေါ့နော်ဟိုဒီဘက်တယောက်ပြောဘူးဆေးပုံကချေချစရာတော့မရှိဘူးဆိုတော့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့တော့ကရိုလေးကိုဒီမှာပါဖြစ်လို့ဆိုရင်အဲ့ခြာတွေကလည်းအများကြီးအကွက်ကြောက်နေရလဲအများကြီးပေါ့နော်အချိန်ရလဲကျွန်တော်တို့ကတော့သွားစရာမျိုးတွေအများကြီးဖြစ်လို့ပြောအားလုံးကိုသိချင်တော့ light တိုင်းနေပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောလို့ဒီ study တော့ကျွန်တော်မျက်နှာနဲ့အသွေး ကွန်ပတီနေနဲ့ပေါ့နော်နည်းနည်းလေးတော့ထပ်ကြိုးစားတင်ပါတယ်ကျွန်တော်တို့နော်ဟုတ်လားအသေးပဲနဲ့ကိုစောတူတာပဲလေဆရာဖြစ်ပါမလားတအားပူလဲပါလားနော်ဒါပေမဲ့ဘီပိုးကနော်ဟာမသေးသေးဘူးလေဆရာဦးတက်မဲ့လက်ထက်တရားနော်ဟာဖြစ်တိုင်းဖြစ်တိုင်းနော်ကျွန်တော်တို့ဖို့ရောက်လို့ပါပဲနော်အခုကြာရယ်တွားနေနေသူ့နေတိုင်းတတိယနော်ဟုတ်ပြီလားသူလည်းတော်တော်စိတ်ဝင်စားတာပေါ့နော်ဟုတ်လားအကုန်ကြာလဲတော်လို့ခံတယ်ပေါ့နော်ဆိုတော့အဲ့လိုပေါ့နော်ဒါတက်ကြွတဲ့လူတွေအဖွဲ့ကော်မတီမှာများများပါလာရင်နော်ကျွန်တော်နော်ဝင်ရောက်တော်တော်လေးကောင်းပါပဲနော် ဆိုတော့ဒါအတိရဲ့တိုင်းပဲเนาะကျွန်တော်စကိုင်းဟိုလေနေပြီးတော့ရဲ့ geological map ပေါ့เนาะဆိုတော့ဒီမှာလည်းပဲသူကနေပင်နေထားကိုကြည့်ပြီးတော့မှာ satellite image ပဲဆိုတော့ဒီမှာလည်းတော့ call line ကပေါ်နေရှိတာပေါ့เนาะဆိုတော့ဒီမှာဆိုတော့ဒါမှလည်းတော့เนาะเนี่ยเนาะ rock account เนาะ sediment rock တွေပေါ့เนาะအ EOD formation လို့ဟာမျိုးတွေပေါ့เนาะဆိုတော့အဲ့ဒီတည်းမှာကျွန်တော်ထင်တယ်စောက်တဲ့ချိန်မှာ cut and fill လုပ်လို့တစ်ချိန်နေရာတွေမှာပြော့ပြီးတော့မှခံရတယ်ဖြစ်ဖြစ်လို့ပေါ့เนาะဆိုတော့ဒီမှာကျွန်တော်သိရတယ်လို့ဒီညမှာကျွန်တော်တို့ parliament ရှိတယ်ပေါ့เนาะဆိုတော့ အဲ့တော့အဲ့ဒီမှာဖြစ်ဖြစ်ရတဲ့အကြောင်းတော့ကျွန်တော်ထင်တယ်เนาะဟုတ်လား solve တဲ့ design ကြောင့်လားတောင်းချက်လည်းပဲအောက်က cut တင်ဖိချောက်လာပါเนาะတိတ်မြတ်မြတ်ပြောလို့လဲเนาะအဆင်မပြေပါဘူးเนาะနောက်တစ်ခါကျွန်တော်တို့လဲရောက်သွားလဲဆိုလို့ရှိရင်เนาะကျွန်တော်နေပြည်တော်ကလည်းထွက်ပြီးတော့ကျွန်တော်တို့လမ်းဟောင်းတိုက်တက်ကုန်းနဲ့ဆင်းသွားတယ်ဆင်းပြီးတော့မှတက်ကုန်းကလည်းပြီးတော့မှဟိုဘက်เนาะအဲ့တော့အမမြောက်ဝတီเนาะအမမြောက်ဝတီဟိုပါပေါ့เนาะဒီကျွန်းမြေတန်ကြားရှေ့ဖြတ်သွားတဲ့လမ်းရမှာတွေ့ပါ အမြန်တော့ပောက်သွားတဲ့လမ်းရှိတယ်ဆိုတော့အဲ့ဒီလမ်းမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုလမ်းဟာတခါတော့ဆိုးသွားဖြစ်ပြီးတော့နော်ဖောက်ကလိုက်လိုက်တိုင်တခါတော့ကွဲထွက်နေတာတွေ့ရတယ်အဲ့တော့မှာလမ်းဆိုင်ပါတခါတော့ကောင်းကောင်းတွေ့လေရနော်ဆိုတော့ဒီဘက်မှာလည်း slope ကရှိတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့နော်ဟုတ်လားကျွန်တော် spreading ဟာကျွန်တော်လှီ grid ကလေးတွေပေါ့နော်ကျွန်တော်ဟို less light term နဲ့ဆိုတော့ scar တွေပေါ့နော် doctor box shop ပေါ့နော်အဲ့မှာ consent လောက်ကိုဖြစ်ပြီးတော့အောက်ကိုဆင်းသွားတယ်ပေါ့နော် ဆိုတော့နောက်ကကျွန်တော်ရဲ့ဆက်ထွက်လာပြီးတခါမှာ one lane ကိုကျွန်တော်ငကိုတဲ့ကိုရာအာကျွန်တော်တို့ဒီစကိုင်းဖော့ရဲ့ trace ပဲဆိုပြီး pressure rate ဆိုလို့ရှိတယ်အားလုံးခရီးသွားတွေ့နေမယ် one lane အလှကြည့်လိုက်လို့ရှင်ဒါတန်းတယ်ဆိုတော့အဲ့ဒီပုံမှာเนาะ mr ဖုံးကြောင်းနေရှိတယ်ရှိတဲ့ခါကျတော့ကျွန်တော်တက်ကြည့်တဲ့ခါမှာဖုံးကြောင်းမှာတော့ဒီထိခိုက်ပြီပေါက်သွားတဲ့နေရာကဘူးဒါနဲ့ဆိုတော့ဖုံးကြောင်းဒီမှာဆိုတော့ဒီဘက်မှာလည်းအဲ့ဒီတော့မသိဘူးတွေ့ရအောင်ပေါ့နော်ဆိုတော့သူရဲ့နော်ဘော့တိုက်တဲ့ချောင်းပဲလားနော်ဘာချောင်းလဲဆိုတော့အဲ့ဒီမှာဒီဒီဆက်ဆင်းပို့လို့လို့မှာပေါ့ဆိုတော့အဲ့ဒီမှာလည်းပဲ เนาะကျွန်တော်အစာဦးပြူတာတို့เนาะဖုန်းကြီးကြောင်းရဲ့ဒီဈေးရပြပါလေပြူလို့အမှဖုန်းကြီးတစ်ပါးပြန်တော့ပြန်လုံးတော့မဟုတ်တယ်ဆိုပြီးတော့အဲ့ဒီဟာတို့ဒီလည်းပြောပါเนาะဆိုတော့ဒီကနေ့ကျွန်တော်ဆက်လာတဲ့ခါမှာကျွန်တော်တို့ဘယ်ရောက်လာလဲဆိုလို့ရှိရင်ဝန်တွင်းဟာကျွန်တော်တို့ textile factory ပေါ့เนาะချင်းမင်းနဲ့ထက်ဆက်အထက်ဝင်လို့မရအောင်အပြင်ကနေခိုးရရအောင်เนาะဆိုတော့အာဘာဖြစ်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ပြူကြနေတာတွေ့တွေ့လိမ့်မယ်เนาะဆက်ယူပြူကြတာဆိုတော့အဲ့ဒီเนาะနေရာကလည်းကြည့်မယ်ဆိုလို့ရှိရင်ပေါ်လိုက်နဲ့ပြည့်တယ်เนาะဟုတ်လားဆိုတော့ နော်အွန်လိုင်းအကျွန်တော်ဖြည့်ပြီးဆွဲပေးရမလို့ဖြစ်နေပြီဆိုတော့ဘာဖြစ်သွားလဲဆိုတော့နော်ကျွန်တော်အဲ့ဒီအလက်စင်ရွာတော့ဝင်လိုက်တယ်အဲရွာတော့မှလည်းတော်တော်များများကျွန်တော်တို့ဘာလို့လဲဆိုရင်အဲ့တော့သစ်သားအိမ်ကစားထီးတယ်အထူးသဖြင့်တော့နော်အဲ့ဒီမှာဖုန်းကြီးကျောင်းကသစ်သားဆောင်ပိုင်းကဆိုတော့ကျွန်တော်အောက်ကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အချုပ်တန်းကြီးတိတ်မကောင်းဘူး နော်တောင်းကိုဟိုကနှစ်လိုင်းနှစ်လိုင်းပူရမယ်ဆိုတော့တစ်လိုင်းပဲဖြစ်တော့ဆောင်းပြရိုင်သွားတော့ငါကျွန်တော်ကတော့နော်ပြောတာကွာတစ်သားဆောင်းနေပါပါညာဆိုတော့နော်ဒီမှာနော်အဲ့ကိုရင်းလာပြတယ်နော်အဲ့ဒါကပ်ပြရိုင်လာပြဒါလည်းတစ်သားဆောင်းကတော့ဘာလို့ရိုင်ပါလဲဆိုတော့နော်ဆိုတော့လို့မေးပါလို့လေအမေခံတာချစ်ကြည့်လိုက်တော့အောက်ကိုကျွန်တော်နော်ဓာတ်ပုံဝင်ရိုက်လိုက်တဲ့ခါမှာသူကတစ်လိုင်းနဲ့ဆွဲထားတယ်နော်ပြီးထစ်လက်ထက်မထားယူမထားပဲနဲ့ကတ်ရိုက်ထားတဲ့သဘောရှိတယ်ဆိုတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့ဘာလို့လဲဆိုတော့တော်များများရွေ့ပါတယ်ဒီတွေ့ရနော်